ိုလံပီယာကိုနှစ်ကိုပြည့်တဲ့နိုင်ငံပြီးတော့ချန်ပီယံလိမှာနှစ်ပွဲကံ6မှတ်ပြပြဝဆွမ်းဆောင်ထားနိုင်ခဲ့တဲ့အာဆင်နယ်အိုင်ရဲအာဆင်နယ်အသင်းကလက်ရှိအချိန်မှာအရှိကအသလက်တစ်ဘီဘာအိုကိုနှစ်ကိုးပြတ်တဲ့နိုင်ငံနဲ့သုံးမှတ်စုဆောင်းနေအခုအိုလံပီယာကော့ကိုယ်ဝန်ကြီးမှအခက်ခဲစားရတဲ့နှစ်ကိုးပြတ်တဲ့နိုင်ငံနဲ့ 3မှတ်ဆူဆောင်းနဲ့စုစုပေါင်းကျွန်တော်2ပွဲကံပြီးအခါမှာ6မှတ်ဆူဆောင်းထားနိုင်ခဲ့တယ်။ချန်ပီယံလိလိုအစင်တန်းမျိုးဒီလိုအသင်းမျိုးအတွက်ဆိုလို့ရှိရင်တော့ရမပီဝါဆူဆောင်းမှုကတိတ်မလွဲဘူး။ဟုတ်ဒီမနက်ခင်းဆော့ပိုင်းကန်သွားခဲ့တဲ့ပွဲစဉ်တွေကျွန်တော်ပြောပြမယ်။အဲ့ဒီမှာဆိုရင်မိုနာကိုနဲ့မန်ချက်စတာစီးတီးတူတူတေကြတယ်။ဘယန်လီဖာကူစင်နဲ့ PSV 1-1တေကြတယ်။ဒေါ်မွန်ကအထရက်တစ်ဘိုလေးကိုတကူနဲ့နိုင်တယ်။ဘာစီလိုနာက PSG ကိုတကူနှစ်ကူနဲ့ရှုံးတယ်။နာပိုလီက Sporting ကို တူဝမ်းနဲ့နိုင်ပြီးတော့ဘီလာရီရဲနဲ့ဂျူပင်တက်ကတော့တူတူတည်ကြတယ်ဒီပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်တသင်းပဲချန်ပီယံလိမှာဒီမန်တခင်ကန်တဲ့ပွဲစဉ်တွေမှာကလင်းရှိရတာနှစ်ကိုးပြက်နဲ့ဒါပေမဲ့ဒီပွဲစဉ်ကလွယ်ကူခဲ့သလားဆိုရင်တော့မလွယ်ကူခဲ့ဘူးကြည့်တော့သားကျွန်တော်တို့က17မိနစ်မှာဂိုးရတယ်ပါညာအော်ဒီပွဲစဉ်ပွဲထွက်လာတဲ့လူစင်းအခင်းချင်းကိုကြည့်တဲ့အခါမှာကျွန်တော်ပထမထင်တာတော့မာတင်နယ်လီကိုဘယ်ဘက်ထားဆာကာအိုညာဘက်ထားအကောင်းဆုံးလူစင်းစုဖွဲ့မှုနဲ့ဖြုတ်မလားဆိုပြီးကြည့်တာဒါပေမဲ့အိုက်တာကသူ့ရဲ့ စံတက်မှုတချို့အနေနဲ့ trouser ကိုဘယ်ဘက်ချက်မှထားပြီးတော့ညာဘက်ချက်မှ martinelli ကိုထားပြီးတော့ကိုင်းလင်မှာဆိုလဲ main လို့အပါဝင်သုံးသွားခဲ့တာတွေ့ရတယ်။ဒီလူစင်းရဲ့အရာဆိုရင်အခုနောက်မှာ idea လောက်လာတဲ့ပုံစံကိုပြောရမယ်ဆိုရင် idea ကကြံခဲ့တဲ့ရှင်းနှစ်တွေနဲ့မတူတဲ့ပုံစံမျိုးကိုလုပ်နေတာ။ရှင်းနှစ်တွေဒီမှာတော့အာဆင်နယ်အသင်းကကစားသမားကောင်းပွင့်ညူမေဆိုတဲ့စက်တက်ကိုအရင်ဆုံးတဲ့တယ်။ပြီးတော့မှအရန်ကစားသမားတွေကိုထည့်သုံးတယ်။ပွဲကိုထိမ့်ဖို့ဖြစ်ဖြစ်ပွဲကိုတန်ဖို့တင်ဖို့ဖြစ်ဖြစ်အတွေ့အကြုံကြီးထိန်းချောင်းဖို့ဖြစ်ဖြစ်အဲ့လိုမျိုးလုပ်တယ်။ဒါပေမဲ့ ဒီရာသီရဆာပြီးကျွန်တော်အာဆင်နယ်ကိုတွေ့လာတာကြတော့အရန်ကစားမတချို့မြုပ်ကွက်နေနဲ့ထည့်သုံးတယ်။အဲ့ဒါနဲ့အရင်သုံးကြည့်တယ်။အကိအသင်းရဲ့တဖြည်းဖြည်းနဲ့စတာမီနာကျပြီးတော့တန်ဖိုးရောလာတဲ့အခါကျရင်ကောင်းပိညွမိဆိုတဲ့စီနာလေးပဲကစားမတွေကိုအရန်ကောင်းနေပြီးအသင်းရဲ့ကိုမောင်းသွင်းတယ်။ပလန်ဘီနေနဲ့အသင်းရပိုပြီး accurate ဖြစ်သွားတယ်။ပိုပြီး strong ဖြစ်သွားတယ်။အဲ့ပုံစံနဲ့သွားတာ။အဲကြောင့်အာဆင်နယ်အသင်းဒီကောင်းပိညွမိဆိုတဲ့ကစားမတွေကိုတော့ မတုံးမို့တုံးတယ်ဒါပေမဲ့မြုပ်ွက်နေတဲ့အရန်ကစားမ2ဦးသုံးကိုတုံးတယ်ပြီးရင်အဲ့အတင်းရဲ့ပွဲထွက်စီနယ်လေးပဲကစားမ3ဦးလောက်ကိုဒုတိယပိုင်းကျမှထည့်သုံးပြီးတော့ပွဲကိုထပ်ပြီးတော့တင်ကစားတဲ့ပုံစံမျိုးပလန်ဘီနေနဲ့သွားတယ်ဒီနေ့ပွဲစဉ်မှာအဲ့ဒါတွေ့ရတယ်စာကာရဲ့ဂိုးဖြစ်တီလာသည်စာကာစတာမီနာအပြည့်ရှိနေလို့ပုံမှန်ဆိုစာကောက်သားကျွန်တော်ပွဲပြည့်သုံးမယ်ဆိုရင်မိနစ်60 90ကိုစာကောက်ကျွန်တော်လဲရပြီဒါပေမဲ့အဲ့အချိန်မှာဝင်လာတဲ့အခါမှာစာကာစီရင်ကျွန်တော်တို့နောက်ထပ်ပွဲသိန်းကိုမျှော်လင့်လို့ရတယ်ကဲကျွန်တော်ပွဲချောင်းပြောလိုက်အောင်အာဆီနယ်သင်းက12မိနစ်မှာဂိုးရတယ် အဲ့ဒါကမီခင်းမိန်လို့စီကနေစပြီးဘောလုံးကတဲလာခဲ့တာအိုဒီကက်စီရောက်တယ်အိုဒီကက်ကပေးလိုက်တဲ့ပတ်စ်ကတော်တော်လေးကောင်းတယ်ဘီတာယောဂရက်ကပြေးလဲညောင်းနေ ਉ ယောဂရက်ကအဲ့ဒီဘောလုံးကို ပြန်ပြခံစီကစားမှနှစ်ဦးကြားထဲကနေပြီးတော့ဖစ်စကယ်ကောင်းကောင်းနဲ့ပြေးထွက်သွားခဲ့တာဘောလုံးနဲ့တသားတယ်သူကန်လိုက်တဲ့ခါမှာအဲ့ဘောလုံးကဂိုးသမားနဲ့ထိပြီးတော့ဂိုးဘက်ကိုလွင့်ပြီးကျလာတာအဲ့ဒီမှာမာတီနယ်လီရဲ့စိတ်သက်ခံယူချက်ပန်းကိုကျွန်တော်ချီးကျူးအောင်မာတီနယ်လီဒီအဲ့ဒီဘောလုံးကိုပြေးမပိတ်ဘူး ယောဂရက်ကန်လိုက်တယ်ဒီဘောလုံးကယောဂရက်နဲ့ထိုက်တန်တယ်ဂိုးသွားရင် तू ပိတ်ဆရာမလို့ဆိုပုံစံမျိုးနဲ့ကြည့်တယ်ဒါပေမဲ့ဘောလုံးကဂိုးထဲမဝင်မဲနဲ့တိုင်ဝန်ထီထီပြန်ထွက်လာတဲ့အခါမှာ तू မှရွေးချယ်စရာမရှိတော့ဘူးဒီဘောလုံး तू မပိတ်လို့ရှင်ဂိုးကရအောင်မဟုတ်ဘာလို့တစ်ဖက်ကခန်စစ်ကစားမတွေကပြန်ပြီးဆင်းလာကြပြီအဲ့မှာမာတီနယ်လီကပိတ်တယ်သွားတယ်အဲ့မှာကျွန်တော်ဘာမြင်လိုက်ရတယ်ဆိုတော့ကိုယ့်ရဲ့တင်းမိတ်တယောက်တွင်းလိုက်တဲ့ဂိုးကိုအလောတကြီးပိတ်ပြီးနမိတ်ယူလိုက်မဲ့အစား ဒီကိုကမင်းနဲ့ထိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကြည့်နေခဲ့တာအဲ့ဒီစက္ကန့်ပိုင်းလေးကအရင်ရေးပါတယ်နော်လူတယောက်ရဲ့စိတ်တကူအထင်းသားမြင်ရတယ်ဒါပေမဲ့တိုင်တီဗီထွက်လာခါမှတော့အဲ့ဘောလုံးသူပိတ်သွင်းသွားခဲ့တယ်အဲ့တော့မာတီလီကျုံတော်တော်ကြီးသဘောကျတယ်ဂိုးတကူဆိုတာထပ်ပို့တယ်အဲ့ဒီကိုကဘောလေကဲနောက်တစ်လုံးနောက်တစ်လုံးကတော့ဒီ62မိနစ်မှရတာမာရီအိုရီဂဲဖန်ပြီးပို့မှုအိုရီဂန်နဲ့စာကာရဲ့ communication တော်တော်လေးကိုကောင်းတာ စကားအရင်ပေးတယ်ပြီးတော့အဲ့ line ကြီးတွေကိုပြန်ပြီးတိုးဝင်သွားတယ်လူမကြုံအောင်ပြီးတော့မာနီအိုရီကပြန်ပြီးခင်းပေးတယ်စကားအဲ့ဒါကိုသူစောင့်နေကြညာတောင်ပေါ်မှာမဟုတ်ဘဲနဲ့ဘယ်ဘက်ချမ်းကိုလာပြီး zone reaction လုပ်ဝင်နေအဲ့ဒီဘက်ကနေတစ်ဆက်သွင်းသွားခဲ့တာကိုတော့ပုံကြရဲဝင်သွားတယ်အဲ့ဒီကအရင်ကြီးကြီးဘာကြောင့်လဲဆိုအာဆီနယ်တင်းက12မိနစ်မှာ goal ရခဲ့တာမှတ်မိမဲ့ဘယ်အချိန်မှစို့ goal ပေးနိုင်ရတဲ့ movement ကြီးအချိန်ချင်းဂျုံခဲ့ရတယ်ကိုရနိုင်တဲ့အခိုက်တန့်ကြီးလည်းရှိတယ်ဒါပေမဲ့အသင်းကစားသမားတွေပေါ့ဆတယ်ပြောမလားထိကျမမှန်ဘူးပြောမလားအသင်းကကိုမရဘူး ပထမအိမ်မှာကျွန်တော်တို့ကြုံခဲ့ရတာအာဆင်နယ်က7မိနစ်မှာဂိုးသွင်းတာမှတ်ပြီမဲ့ဂိုးရနိုင်တဲ့ chance တွေမာတီနယ်လီအနီးကခေါင်းတိုက်တာတွေလွဲချော်တာရှိတယ်။ယောဂရက်အပိုင်းအဝေးထောက်လှန့်ကန်တာထောင်တက်သွားတာရှိတယ်။ထရော့ဆက်ကန်တာတွေထောင်တက်သွားတာရှိတယ်။ဒုတိယဘက်မှာဆိုလဲမာတီအိုရီကတ်ဘောက်စတဲမှာအနီးကနှစ်ချိန်ဆက်ပိတ်ရတာရှိတယ်။မကူစာကခင်းပစ်လိုက်တဲ့အလုံးကအသင့်ခူးခတ်စာယုံပဲ AC လေးပဲအဲ့တော့ဒီနေ့ပွဲစဉ်မှာ အသင်းကိုဒီလိုမျိုးနှစ်ကိုပြက်ကလင်းရှိနဲ့နိုင်ဖို့အတွက်ဆွမ်းဆောင်ခဲ့တဲ့ဂိုးသမားကိုတော့ကျွန်တော်တခုတ်တရချီးကျူးအောင်ရာယာသည်တချုပ်ပွဲစဉ်မှာအမားကြီးလောက်တာမှတ်မိမဲ့တော်တော်လေးကောင်းတဲ့ performance ပြခဲ့ပထမအိမ်မှာလည်းတူတယ်ပြိုင်မဲ့ကစားသမားကအာဆင်နယ်ခံစားသမားကြီးဂျာရီကနေအပြင်းပိတ်သွားတာပန်ဒီစပေါ့လောက်ကနေအနီးကပိတ်ရတာနော်အဲ့တော့ရာယာချက်ချင်းတုံ့ပြန်သွားတယ်ဒီလိုဘောလုံးမျိုးတွေကတုံတုံပုတ်လိုက်လို့ရှိရင်အရှိ့ကိုပြန်ကြိုင်အဲ့ကစားသမားက second ball ပိတ်မှာ သို့တော့လက်ပမိုးလေးနဲ့ပိတ်ပြီးတော့ပို့လိုက်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒေါင္ကံပေါ်ဖြစ်သွားတယ်ကိုဘားရဲ့နောက်ကိုကျသွားခဲ့တာဗောလေပုံထောင်ပြီးတော့အော်အဲ့ဒီမူးမန့်မျိုးတွေဒီတော်တော်လေးကိုအေးပါတယ်ပြီးတော့နောက်တစ်ချက်ကတစ်ဖက်ကကစားသမားပုတ်ဆွဲပြီးတော့အဝေးတန်းအောင်ကန်အောင်လည်းသူရအောင်လိုက်ပြီးပုတ်သွားခဲ့ဒါဒုတိယပိုင်းမှာအော်ဒီနေ့ပွဲစဉ်မှာ အသင်းရဲ့ creative ဘိုင်းနဲ့ပတ်သက်ပြီး attacking ဘိုင်းနဲ့ပတ်သက်ပြီးအများကြီးအသင်းကိုပတ်မိုးပြီးတော့ခဲ့တာမာတင်โอဒီကက်ဖြစ်ရင်တောင်မန်းနေမှွေနှောင်းမှု ကောင်းကောင်းနဲ့ဂိုးတွေရဖို့ဆေးရထက်တန်ခဲ့တဲ့ player ကမာတင်နေလီအသင်းရဲ့ခံစစ်မှာဂိုးပေးအောင်ကလစ်ရှစ်ဆွမ်းဆောင်ဖို့အရေးပါဆုံးကစားမပြပါဆိုရင်တော့အဲ့လို magical movement တွေလုပ်သွားခဲ့တဲ့ David Raya ခံစစ်ကစားမနေမကောင်းပြတော့မကောင်းနေသို့တော့ဂေဗီယယ်မကာကြီး အင်ဂျူရီပုံစံမျိုးများဖြစ်သွားတာဒါမှမဟုတ်အနာပြေးလိုက်တာလောက်မသိဘူးလဲလိုက်တဲ့အခါမှာမော်ကွေယာဝင်လာတဲ့ဆာလီဘာရှိတယ်ပြီးတော့စကယ်လီလိုကစားမရှိတယ်ညာဘက်ချက်မှဆိုလဲဘန်ဝိုက်ကမိနစ်ချိုးစောခဲ့ရတယ်ဒုတိယပိုင်းမှာတော့ထင်မှာဝင်လာခဲ့တယ်အဲ့မှာဘာသွားတွေ့ရလဲဆိုတော့ဘန်ဝိုက်မကောင်းလားဆိုတော့မဟုတ်ဘူးကောင်းတယ်ဒါပေမဲ့ထင်ပါလို့ရတာမျိုးကျွန်တော်တို့မြည်ဆန်းပြီးတဲ့နောက်မှာဘန်ဝိုက်ကနည်းနည်းလေးပေါ့တယ်လို့ဖြစ်နေခဲ့တယ်ဒါလည်းဒန်ယာနီပြန်လာတဲ့သက်ဆိုင်တာပေါ့လေအဲကြောင့်အာဆီနယ်တင်းရဲ့ခံစစ်မှာ ဇုံရိုတေးရှင်းနဲ့လုတ်ပြီးတော့အာရီတာဒီလူအချို့အနာပြပြီးလုံနိုင်ခဲ့တယ်အဲ့တော့ဒီမှာအမျက်ပါရခဲ့တယ်ဆိုတော့ကျွန်တော်စာကာရိုက်စ်လိုလိုကစားမမျိုးအနာပြနိုင်ခဲ့တာဖြစ်တဲ့အတွက်မိနစ်တချို့ပဲထည့်သွင်းတာကြောင့်ဝက်ဆိုင်းယူနိုက်တက်နဲ့၄ရက်နေပွဲစဉ်ကကျွန်တော်တို့ဆိုတော်တော်လေးကောင်းသွားပြီအဲ့ဒီနေ့ပွဲစဉ်မှာစိတ်လှုပ်ရှားဖွေးရပြီးပြည့်စုံသောနိုင်ပွဲတစ်ခုမိနစ်အပြည့်အဝလုတ်ခဲ့တာမဟုတ်ပေမဲ့ဂိမ်းမိနစ်၃ပုံပုံ၂ပုံလောက်ကိုတော့ကျွန်တော်တို့ဒီထိန်းချုပ်နိုင်ခဲ့တယ်ဒုတိယမှာကျွန်တော်ကိုးပေးရနိုင်တဲ့ chance တွေရှိခဲ့တာတပိုင်းပေါ့လေဘာပြောပါ အာဆင်နယ်သင်းနေနဲ့ဒီနေ့ပွဲစဉ်အနိုင်နဲ့ထိုက်တန်တယ်ဒီထက်ပိုပြီးတော့လဲကိုပြတ်သားတည်နေသို့တော့အသင်းကစားသမားတွေရဲ့လောနေရမျိုးတွေအရန်ကိုမှဗစ်တက်တွဲတာမျိုးတွေအရှိမပေးပို့မှုတွေမှားယွင်းတာတွေနားလည်မှုလွဲတာတွေကြောင့်ပဲဂိုးတွေလိုတော့မရခဲ့ဘူးဆိုတော့ညာလဲပဲဒီနေ့ပွဲစဉ်ကတော့အာဆင်နယ်ဥတ်အတွက်ဆိုရင်တော့လုံတိုင်းဖြစ်တဲ့မိနစ်တချို့ပိုင်ဆိုင်ခဲ့တယ်ပြောလို့ရတယ်တစ်ဖက်က အိုလံပီယာကော့စတန်ပတ်သက်ပြီးအာဆင်ကစားမကြီးသတိကြီးထားပြီးရောကစားသွားခဲ့။ဘာကြောင့်လဲဆိုတော့နောက်ဆုံး၃ချိန်အမေရိကန်မှာတွေ့ဆုံမှာအိုလံပီယာကော့စကအာဆင်ကိုလာပြီးနိုင်ထားခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီဆန်ချိန်တွေကိုတော့ချိုးဖြတ်နိုင်ခဲ့ပြီးအခုဆိုအာဆင်ကချန်ပီယံလိမှာအုပ်စုပွဲစဉ်၂ပွဲကံ၆မှတ်ပြပြဝရောက်ထားနိုင်ခဲ့တဲ့၈ပွဲကံမှာဖြစ်တဲ့အတွက်အနည်းဆုံး9ပွဲလောက်နိုင်မှပဲကျွန်တော်တို့ဒီ1 to 8ထဲနေပြီးတော့နောက်ဆင့်ကိုတက်မယ်။အဲ့မှာဂိုးတွေများများသွင်းတာမသွင်းတာတပိုင်းပေါ့လေ။ဒါပေမဲ့ကျွန်တော်အနေနဲ့ 6ပွဲနိုင်တပွဲတည်ဆိုလို့ရှိရင်လည်းဘူယမ်ဘီအစီနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်နှီးဆက်တယ်အဲ့တော့နောက်ပွဲဒီမှာအာဆင်နယ်ဘာကြီးလုံမလဲစောင့်ကြည့်သွားမှာပါဝက်ဆန်ယူနိုက်တက်အသင်းရဲ့ပွဲစဉ်ကတော့ဒါ၄ရက်နေ့မှာအနီးကပ်ဖြစ်တာဖြစ်တယ်အဲ့ဒါပြီးတော့ international break ရှိပါပြီအဲ့တော့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းနဲ့ဘောလုံးပိုင်ဆိုင်မှု62ရာခိုင်နှုန်းတစ်ဖက်က30နဲ့ကိုရခိုင်တော့မရှိသေးအာဆင်နယ်ကဂိုးပေါက်ကန်သွင်းမှု16ချိန်မှာ9ချိန်ဂိုးပေါက်တည်းတဲ့ဘစ်ချက်ဂရိတ်၄ချိန် တဖက်သင်းရဆယ်ချိန်ကန်သွင်းနဲ့၃ချိန်ကိုပေါက်တဲ့ဘီချန်ကရီနှစ်ချိန်ပဲရှိတယ်။အာဆင်တွေကဘောလုံးပေးပို့မှု409ချိန်ရှိပြီးတော့တဖက်က224ချိန်ပဲရှိတယ်။ဒါကိုကြည့်လိုက်ရင်ဒေတာချက်လက်ရအာဆင်တွေတားတယ်။ဒါပေမဲ့တကယ်ကအဖီရှန့်ဖြစ်တဲ့ဟန်နဲ့နောက်ပိုင်းတန်ဖိုးတင်ဆော့လာပြီးတော့မျောလင်းချက်ရှိရှိကစားသွားခဲ့တာကအိုလံပီယာကော့စ်ဒါပေမဲ့အဲ့ဒီမျောလင်းချက်တွေကိုဘူကောက်ဆာကရဲ့ဂိုးကပဲခေးတက်ကိန်းလုတ်သွားခဲ့တယ်။ဒီပွဲစဉ်ကတော့အာဆင်တွေတင်းတော့ဆိုရင်တော့အတွေ့အကြုံကြကြပြောမယ်ဆိုလို့ရှိရင်မို့လို့ အတွေ့အကြုံရင်းရင်ကစားမတူပီပြန်ဆော်သွားခဲ့ပြုတ်လို့ရတယ်အမှားတွေများတယ်ဆိုပေမဲ့တစ်ဖက်အသင်းရဲ့အားနည်းချက်တွေကိုဖောက်ပြီးတော့ဆော်နိုင်ခဲ့တယ်တစ်ဖက်အသင်းကိုအချိန်ဆွဲပြီးဆော်နိုင်ခဲ့လို့အတွေ့အကြုံရင်းကစားမတွေပြပြီးဂိမ်းတစ်ခုကိုအောင်မြင်သောပုံပေါ်သွားတွေ့ရပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားခြင်းဆိုတော့ကျွန်တော်ကိုယ်တိုင်အေးဂျင့်လုပ်ပြီးကြိုင်တွင်တဲ့ဘိုင်ဘာဖုန်းနဲ့တုံညာကို66 963 Telegram နဲ့ပဲတုံညာကို9993ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ် အားလုံးကိုလည်းကျေးဇူးပါတယ်ကျွန်တော်ကိုယ်တိုင် agent လုပ်ပြီးတော့အားလုံးကိုလက်ခံအကောင့်ဖွင့်ပေးနေပါတယ်ဘောလုံးပွဲတွေမဆော့တဲ့ရင်တော့မဆော့ပါနဲ့ခင်ဗျာ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်